မင်္ဂလာပါရှင်ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ ရန်ငွေဖြင့်ရင်းနှီးမြှုပ်နှံခွင့်ပြုမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကမ္ဘာငွေကြေးဈေးကွက်တွင်မှာပုံမှုခိုက်မာလာတဲ့တရုတ်ရန်ငွေနဲ့ပါမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေကိုလက်ခံသွားမယ်လို့ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝါမောင်ကပြောကြားသိရပါတယ်။အရှင်ကနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေကိုအမေရိကန်ဒေါ်လာတစ်မျိုးတည်းနဲ့ပဲလက်ခံခွင့်ပြုခဲ့တာဖြစ်ပြီးအခုနောက်ပိုင်းမှာတရုတ်ရင်းနှီးမြှုပ်နှံသူတွေအတွက်တရုတ်ရန်ငွေနဲ့ပါလက်ခံမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုဆောင်ရွက်ခြင်းအပြင်တရုတ်ရန်ငွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာနိုင်မှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝါမောင်က ပြောပါရယ်ရွှေငွေဟာကမ္ဘာငွေကြီးစျေးကွက်မှာခိုင်မာလာသလိုအပြည့်ပြည့်ဆိုင်ရာငွေကြီးရမငွေအဖွဲ့ IMF ရဲ့ငွေကြီးချင်းအောင်ထဲမှာလည်းရွှေငွေပါဝင်လာပြီးဖြစ်ပါရယ်ဒါကြောင့်ပုံမှုခိုင်မာလာတဲ့ရွှေငွေနဲ့လည်းမြန်မာနိုင်ငံအတွင်းမှာရင်းနှီးမြှုပ်နှံနိုင်မှာဖြစ်တယ်လို့ပြည်တွင်းမှာဝင်ရောက်ရင်းနှီးမြှုပ်နှံမှုလှုပ်ဆောင်နေတဲ့တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကပြည်ထောင်စုဝန်ကြီးကအသိပေးခဲ့ပါရယ် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာရွှေနဲ့ငွေပေးချေတာနဲ့နိုင်ငံအတွင်းရွှေငွေသစ်ဆောင်လာတာတွေအဆင်ပြေစေဖို့ရွှေငွေနဲ့တရုတ်နိုင်ငံဘက်ကငွေပေးချေရမှာလဲလွယ်ကူတဲ့ဗန်ဝင်စားမှုစာဝတ်နိုင်မှုရွှေနဲ့ချက်ငွေလဲနှုန်းကိစ္စတွေအဆင်ပြေစေဖို့နဲ့ရွှေအကောင့်တွေဖွင့်လျရာမှာအဆင်ပြေစေဖို့စတာတွေကိုဗဟိုဘဏ်နဲ့ပူးပေါင်းချိတ်ဆက်စာရသွားမယ်လို့ဆိုပါတယ်ရှင်နီမုန်နံမှုလုပ်ငန်းတွေကိုရွှေငွေနဲ့ဆောင်ရရမှာကြုံတွေ့လာရမယ့်အခက်အခဲတွေကိုလည်းပြန်လည်တင်ပြပေးဖို့တရုတ်လုပ်ငန်းရှင်တွေနဲ့ညှိနှိုင်းဆွေးနွေးထားရလို့သိရှိရပါတယ်ရှင်။